crypto တမျိုးရင်းလို့ပြီးတော့အသက်မွေးလို့ရလားအတူစုပြောရင်တော့ရတယ်ဒါပေမဲ့တော်တော်များများမျောလင်းနိုင်တော့မတူဘူးမြန်မြန်ချမ်းသာခြင်းပြီးတော့တမုံမရှိတဲ့ crypto ရဲ့ကိုအကုန် all ပြီးတော့ဝယ်တာမျိုးနဲ့တော့မရဘူး crypto နဲ့အသက်မွေးတာဆိုတာကရရှိ plan တစ်ခုလိုပါတယ် crypto လောက်တာကိုတကယ်စီးပွားရေးလိုမျိုးသဘောထားပြီးတော့လုပ်ရပါတယ်။ဆိုတော့တကယ် crypto ပဲလုပ်ပြီးတော့ဘယ်လိုပတ်စံရှားကြလဲ။ နံပါတ်၁ကတော့ရေရှည်မှာဈေးနှစ်ဆကနေပြီးတော့ဆယ်ဆကျော်ထိတက်မယ်လို့ယုံကြည်တဲ့ coin တွေကိုရှာဝေတတ်ကြတယ်။ဒါကို long term investment လို့ခေါ်တယ်။နောက်တစ်ခုကတော့ trading ကိုဒီဇိုင်းမမနစ်ရှိကြသင်ယူပြီးတော့မှာပဲ trader လုပ်ကြတယ်။ဒါကို futures trading လို့ခေါ်တယ်။နောက်တစ်ခုကတော့ Telegram airdrop လို့မျိုးအချိန်ကုန်တာတွေကိုမလုပ်ခင်နဲ့တကယ်ပတ်စံရတဲ့ airdrop တွေကိုပဲရှာလုပ်ကြတယ်။ဒါကိုကြတော့ legit airdrop လို့ခေါ်တယ်။နောက်တစ်မျိုးကတော့ coin တွေ staking လုပ်ပြီးတော့အိမ်နေရင်းနဲ့ငွေရှာကြတယ်။ဒါကို crypto staking လို့တည်းလို့ခေါ်ပါတယ်။ နောက်တစ်ခုကတော့ P2P ကနေ USDT ဝယ်ရောင်းလုပ်ပြီးတော့နေစဉ်အမြန်ရှုခဲ့ဒါကို P2P seller လို့ခေါ်ရယ်ပုံမှန်ဆိုလို့ရှိရင်ဒေါ်လာတွေကိုဝယ်ရောင်းလုပ်ပြီးတော့အမြန်ရှာရတဲ့အတူတူပဲနောက်တစ်မျိုးကတော့ crypto company တွေအတွက်အစာရေးပေးတာမျိုး marketing လုပ်ပေးတာမျိုးနဲ့ programmer တွေအနေနဲ့လည်းအလုပ်လုပ်ကြရယ်ဒါကို Web3 employee လို့ခေါ်ရယ် အကြံပေးစင်တာကတော့ crypto ဆိုတာကလဆင်လာတိုင်းပတ်စံမဝင်တာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့် crypto ကိုပတ်စံအပူရဖို့အတွက်အရင်လုပ်ပြီးမှအဆင်ပြေလာပြီဆိုရင်ဒါနဲ့ပဲအသက်မွေးနိုင်ပါလိမ့်မယ်။တကယ်လေးလာချင်တဲ့ဆိုရင်တော့ crypto နဲ့ပတ်သက်ပြီးတော့အသက်မွေးနည်းဆိုရဲ short series လေးလုပ်ပြလို့ရပါတယ်။စဉ်ဝင်စားရဆိုလို့ရှင်တော့ comment မှာမှတ်ခဲ့ပေးပါဦး။ crypto trading solopot or uu binance account ဟောက်ပဲနဲ့ trading fees ကို20% discount left time ရမယ်အပြင် giveaway တွေလည်းရနိုင်တဲ့ binance account ကို crypto maker referral code ကိုသုံးပြီးတော့ဖွင့်ထားလို့ရပါတယ် ဒီနေ့ဗီဒီယိုလေးကတော့ထလာပါပဲအားလုံးမဲ့နောက်ဗီဒီယိုမှာပြန်တွေ့ရပါ့။